။ကောင်းကြီးမင်္ဂလာပါဗျ။ဟောမင်္ဂလာပါဗျ။ကျွန်တော် YDO 80ကဒိုင်ဂမီခဏခဏပြောင်းနေတယ်။ဩဟုတ်ကဲ့ဗျ။အဲကျွန်တော်တို့ IME ပြောတော့ YDO နေပြီးတော့တင်းတင်းပြန့်ကြည့်တဲ့ YDO 80ညာလေး8ဒုံညာလေး8ဒုံညာလေးစက်တည်းရဲ့ဒိုင်ဝက်တွေကတော့အကုန်လုံးကတော့ဗောနော်အားလုံးကအတူတူပါပဲဗျအခုနေတာဗျဒါဆိုရင်တော့ဟိုဟာဒိုင်ဝက်ကပြီးမလာဘူးဗောနော် ဒီလိုတိုင်းကမိမလာတဲ့အနေထားမှာဆိုရင်ကျွန်တော်တို့စစ်ဆေးရမယ့်အပိုင်းနေတာပေါ့နော်ကျွန်တော်တို့နှစ်ချက်ရှိတယ်ပေါ့ပထမဦးဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဖြူပေါက်ကိုစစ်ဆေးရမှာပြည်ဖြူပေါက်ကိုစစ်ဆေးတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဒီမဲ့ဖြူပေါက်ကိုလှမ်းလိုက်မယ်ဖွင့်လိုက်မယ်ဖွင့်ပြီးတဲ့အချိန်မှာပေါ့နော် ဖြူပေါက်မှာပါတဲ့30 MB ဖြူလေးကိုကျွန်တော်တို့စစ်ဆေးပေးရအောင်ဖြူပါတယ်ဗျအဲ့30 MB ဖြူရဲ့တရှိရဲ့နေရာတော့ပေါ့နော်နံပါတ်1နေရာမှာသူကတရှိတာဖြစ်ပါတယ်ဗျ အခုပြောပြပြမှာတော့နော်ကျွန်တော်တို့ဖြူစံဖြုတ်ပုံဖြုတ်နည်းရယ်စစ်ပုံစင်းနည်းရယ်ကိုကျွန်တော်ပြောပြပြမှာဖြစ်ပါလေကတိုက်ကြည့်ပြီးပေါ့ရင်းဦးဆုံးပေါ့နော်ကျွန်တော်တို့ဒီဖြူစံရတော့ပေါ့နော်ဒါနံပါတ်1နေရဖြစ်တယ်ဗျအဲနံပါတ်1နေရမှာကျွန်တော်တို့ဗလျာလေးနဲ့ဆွဲထုတ်လိုက်မယ်ဆွဲထုတ်ပြီးရတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဖြူစံကိုကောင်းမကောင်းကျွန်တော်တို့တစ်ချက်စစ်မယ်ဗျအဲ့ချက်အဖြူစံစစ်တဲ့အခါမှာပေါ့နော်အဲဖြူစံကိုနေဘူးထဲမှာလက်နေဘူးထဲကိုလမ်းကြည့်ထားလိုက်လမ်းကြည့်ထားတဲ့အချိန်မှာပေါ့နော်ဒီကြီးနံကျိုးလေးတွေကပြတ်မပြတ်ပေါ့နော်အဲ့လိုလေးအဲ့လိုမျိုးလေး ဖြစ်တဲ့အခါဆိုရင်ဒီနိုင်မျိုးလေးပြတ်သွားတဲ့အခါဆိုရင်ဒါဖြူစံကမကောင်းတဲ့အနေထားကိုရောက်ရှိနေတာဖြစ်ပါတယ်ဗျဒီအနေထားကတော့ဒါဖြူစံကောင်းတဲ့အနေထားဖြစ်ပါတယ်ဗျနောက်ဥကြတော့ဗောနော်တိုင်ကမှမီးမလာရတဲ့ချက်တွေတဲ့တစ်ချက်ရှိသေးတယ်ဗျအဲဒီဖြူစံမှာဗောနော်ဂျီလိုဂျီဒီဘာတွေကတ်နေလို့ဝိုင်ယာတွေလူပင်ဖြစ်နေလို့ကြတော့ဗောနော်ကျွန်တော်တို့တိုင်ကွက်ကိုဟွာပါဝါမရောက်နိုင်ဘူးဖြစ်ပါတယ်ဗျနောက်တစ်ချက်အနေနဲ့ရတော့ဗောနော်ကျွန်တော်တို့ဘာလို့စစ်စစ်ရမလဲဆိုရင်ပြကျွန်တော်တို့ water spray နားလေးရပေါ့ကျွန်တော်တို့ တိုင်ကွာ ground ကျိုးလေးကိုကျွန်တော်တို့စစ်ဆေးပေးရမှာဖြစ်ပါရင်ဗျာဘောနဲ့တူတူလိုက်ပါကြည့်ရှုပေးကြပါဦးဗျာဒီကျိုးလေးပဲဖြစ်ပါလိမ့်ဗျာဒါကတော့ကျွန်တော်တို့ဘောနော်တိုင်ကွာကိုသွားတဲ့မီးရေပါတွေရောက်တဲ့ကျိုးပါဒီကြိုးလေးအဲတကယ်လို့ပေါ့နော်ဟိုလူပင်ဖြစ်ခဲ့မယ်လို့ဘာလို့ဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်တန်ကြီးတက်ခဲ့တာလို့လူပင်ဖြစ်ခဲ့တာလို့ဆိုရင် ျွန်တော်တို့ဒီကျိုးလေးကိုပေါ့နော်တန်ရှင်းရေးလုပ်ပြီးတော့တခြားပြန်ကျက်ပေးရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ပေါ့နော်အခုဆိုရင်ဖြစ်လိုအပ်တာတွေကိုစီသေးသွားပြီးတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ဒိုင်မွန်မီမလာမလာလာကိုကျွန်တော်တို့တစ်ချက်လောက်စစ်ကြည့်လိုက်ရအောင် ဆိုကျွန်တော်အခုဆိုရင်ဗျာဒါတော့ခွင့်နံပါတ်ဖြစ်ပါတယ်ဗျာတော့မဖွင့်လိုက်မယ်ဆိုရင်ဒီပေါ့နော်ဒီကဗတိမီးရဲ့ဒီမီးပြလေးပေါ့နော်အဲဒီမီးလေးတွေအကုန်လုံးလင်းလာမှာဖြစ်ပါတယ်ဗျာ ကျင်းကျုံနေနဲ့ပြောရမယ်ဆိုရင်ပေါ့ဗျာကျွန်တော်တို့ဒိုင်ဝမ်မိမိလာတဲ့အချက်ကတော့နှစ်ချက်ပဲရှိရဗျာကျွန်တော်တို့ပေါ့နော်အဲအဲဖြူပေါက်ကိုစစ်ဆေးရမယ်ဖြူပေါက်မှာတန်ကြီးတမ်ပရက်စစ်ဆေးရမယ်ဖြူစံတွေကောင်းမကောင်းစစ်ဆေးရမယ်အဲနောက်ပြီးကြတော့ပေါ့နော်ကျွန်တော်တို့ဝါတာစပရေနာလီယာဝါဂျူလူပင်ဖြစ်မဖြစ်ပေါ့နော်အဲ့ဒါတွေစစ်ဆေးရမယ်ဖြစ်ပါတယ်ဗျာ